အားလုံးမင်္ဂလာပါကျွန်တော်တို့930လေးခွက်ရွေးပေးခဲ့တာဗောနော်930 933 480 483ဒီလေးခွက်ဗောဒီ9ခွက်ဗောနော်489ဘာလို့ဆိုရှေးပေါင်းနှစ်နဲ့သူကဒီ၃နောက်ပိတ်နေဆိုရင်ပရိင်္ဂါဆိုရင်ဒီကနန်းနေဗောအဲ့ဟိုကျွန်တော်ဒီ930ရွေး486ရွေးနဲ့ဟိုတင်ပေးခဲ့တယ်တို့ဗိမဲ့930ဆိုပြီးတော့လဲကျွန်တော်ပြခဲ့တယ် အခုသူကတော့30ရဲ့မူအထာကကျွန်တော်တို့930အောင်သွားတဲ့မူအထာမှာကတဘာဝပဲသူကဘလို့တဘာဝလုံးဆိုတော့30တိမှာဒီလိုပေးသွားပြီဆိုရင်ပက်လေတွေဖြစ်ပေးတယ်မှတ်ထားပါတော့သင်္ကေတပဲနှစ်ကပ်မှာတော့ဒဲ့ပေးနိုင်နေနည်းနည်းတဲ့ size ဒီနန်းဒါလေးကအလူအများစုပတိမထားမိတဲ့ကဏ္ဍမျိုး size မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာနှလုံးပေါင်းနှစ်တန်နှလုံးပေါင်းရှေးပေါင်းနှစ်ရှေးပေါင်းနှစ်ဆိုပြီးကျွန်တော်ပြခဲ့တဲ့ line ဒီ line လေးမှာကအများကြီးရှိတယ်ပေါ့နော်ဒီနှစ်ထဲမှာဒီ line လေးမှာအယုံဆိုင်ရင်ကျွန်တော်ပောက်ကွက်တွေအများကြီးဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ဒီမှာရှိပေါင်းနှစ်ရှိပေါင်းနှစ်24ချိန်မှာရှိပေါင်းနှစ်လို့ကြပြီဆိုတာနဲ့သူရဲ့နောက်နှစ်ထဲမှာ3ချိန်မှာ930 930နှစ်3ချိန်ပြီးတော့သူက3.3သုံးခုသွားစနစ်နဲ့သွားတာ369ဆိုတဲ့စနစ်နဲ့သွားတော့3ချိန်မှာသွား932ဒီမှာကလည်းဒုတိယကတ်ရှေးပေါင်းနှစ်လို့ကြားရတယ်သူရဲ့နောက်နေ့ထဲမှာ3ချိန်ပြီးတော့6ချိန် တစ်ကြိမ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်မှာ93နှစ်ပြီးတော့93တိနော်အဲ့တော့ကျွန်တော်တို့ဒီမှာပြောခဲ့တယ်ကျွန်တော်930လို့ရေးပြခဲ့တယ်ဗောနော်အာထိုးတဲ့လူတော့ပေါက်နေမယ်အားလုံးကကျွန်တော် member တွေလည်းတွတ်တယ်ဖြစ်သွားတယ်အာထိုးတဲ့လူတော့ပေါက်မယ်ဗောနော်ဒီကောင်မှနောက်နှစ်ထဲမှာအာထိုးရင်တော့အကောင်းဆုံးပါပဲကျွန်တော်နောက် member တွေရောပြောထားမယ်ဗောနော်930ဆိုပြီးသူထွက်ချသွားတာတဘာဝပဲဒီကနန်းကိုပေးရင်သူက 630ဆိုတာ3ကတ်လုံးတော့သူဒေဤမပေးတော့ဘူးပေါ့နှစ်ကတ်မှတော့သူကဒီစီနီယာနဲ့3ချိန်မှာ630နှစ်6ချိန်မှာ630ပြည့်6ချိန်မှာ630ဆိုပြီးတော့ပေးတယ်စိုက်ကလေးကနည်းနည်းတယ်အများစု မတွေးဒီဟာမျိုးကိုတိတ်မလိုက်တဲ့စနစ်ဖြစ်လို့နည်းနည်းပေါ့နော်သတိမထားမိတဲ့စနစ်ဖြစ်လို့သူကဒီကဏ္ဍမျိုးကြတော့ပေးသွားတယ်36 3ချိန်630နှစ်6ချိန်630 6ချိန်369ဆိုပြီးတော့စီနီယံနဲ့3ခု3ခုသွားစီနီယံနဲ့ပေးပြီးတော့630ဆိုပြီးပေးသွားတာအဲ့တော့သူ့အောက်မှာလိုက်တဲ့ကဏ္ဍကအပူခွာကျွန်တော်တို့က630အောင်ခဲ့တဲ့ခွင့်ဆက်ပေါ့သူ့အောက်မှာလိုက်ခဲ့တဲ့ကဏ္ဍကအပူခွာသူ့အောက်မှာလိုက်ခဲ့တဲ့ကဏ္ဍကအပူခွာဖြစ်မလားဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့အဲ့ဒီရှေးပေါင်းနှစ်လို့ဖြစ်တဲ့နောက်ကနောက်ပေါင်းခွန်ဟာခွန်ပါဝါနှစ်ပူးတာလား เนาะတခြားဘူးလည်းဖြစ်သွားနိုင်တယ်เนาะဒီမှာကလည်းသူကဒီရှေးပေါင်းနှစ်ရဲ့နောက်ကနောက်ပေါင်း၃ကြောင်း၃ပေါင်းပါရှစ်ပူးတာလားအဲဆိုရင်ကျွန်တော်ကဒီမှာနှစ်၃ညာ၉ဆိုတော့ရှေးပေါင်းနှစ်ရဲ့နောက်တွဲဟာသူက၉ဖြစ်နေလို့၉ပေါင်းပါဒီအောက်မှာ၄လုံးပိုင်းသို့မဟုတ်၄ဘူးမလားตัวดีเมมเมตรีเนี่ยด้้วยเหมือนโซยดีกองว่าปฐมากับไอ้2ปู้โหชื่อปู้เนี่ยปู้ดิ ီကောင်ကနောက်ဘူးနဲ့ဘူးတယ်ဆိုရင်ဒီမှာအခွနဲ့များလာမလားဒါသုံးကက်ဆိုင်ကိုလေဘာလို့သဘာဝကြကြပဲတွေးလိုက်တယ်ရှေးပေါင်းနှစ်ကြောင့်နောက်နှစ်ထဲမှာရှေးပေါင်းနှစ်လို့ကြပြီဆိုတာနဲ့သူ့ကောင်မှာသုံးချိန်မှာသုံးချိန်မှာပေါ့ဗျာဒါနှလုံးပေါင်းနှစ်တန်နဲ့ပဲသုံးကက်ဆိုတော့ဆော့သွားဒီကနန်းကြီးကိုပေးလို့တကယ်လို့ဆိုရင်ရှေးပေါင်းနှစ်တခြားနှစ်တဲ့ပေးမယ်ဆိုရင်ဒီ390ကိုပေးချင်မှပေးလိမ့်မယ်သူကဒီလို390စီနီယာကြီးနဲ့ပေးချသွား392 391 390ဆိုပြီး36 3ချိန်6ချိန်9ချိန်မှာသူကစီနီယာ3ခုသွားစီနီယာနဲ့ပေးသွားတဲ့အတွက်ကြောင့် သူ့အောက်မှာလိုက်တာကလည်းအပူခွာပဲသူ့အောက်မှာလိုက်တာကလည်းအပူခွာပဲသူ့အောက်မှာလိုက်တာကလည်းအပူခွာပဲကို30လို့ပေးရင်ဒိုင်မခံတော့ဘူးအဲ့ဒီတော့သူကပက်လေဖြစ်နေသူပေးချသွားတယ်ပေးချသွားတယ်ဆိုတော့သူ့အောက်မှာအပူခွာပေါ့အပူခွာဆိုတော့ကိုအဟဲမင်္ဂလာပါတွတ်တွေဖြစ်သွားတာနော်ကျွန်တော်တို့နေတွတ်တွေအားလုံးမှပါတွတ်တွေဖြစ်သွားတာကျွန်တော်တို့ကကို30ပေါ့ထိုးတာအိုးမဖြစ်မနေထိုးဆိုတာတွတ်တွေဖြစ်သွားတယ်အာထိုးတဲ့လူကပါပါပေါက်ကြမှာပေါ့ဗျာ အဲ့လိုပေါ့အဲ့ဆိုရင်သူ့အောင်မှာကျွန်တော်တို့ကလေးလုံးပိုင်လေးပေါ့နော်လေးတလုံးတော့ကောင်းနေဗျာကောင်းနေနာမဟုတ်ရင်လေးပူညာလာမလားပေါ့နော်အပူခွာအခြားအပူခွာလည်းဖြစ်သွားနိုင်တယ်เนาะကျွန်တော်ကဒါအခုမှကျွန်တော်ကအစပဲရှိသေးတယ်ဆိုတော့တခြားစဉ်းစားကြည့်နေမရဘူးတခြားလိုက်နေနေညှိကြည့်နေရသေးတော့ကြိုက်တဲ့ဆိုရင်၄ပူကူလေးခွာလေးထိုးလို့ရတယ်เนาะ ဒါနောက်ကြရင်ကျွန်တော်တင်ပေးမယ်။ကောင်းတဲ့ site ကတော့ကျွန်တော်အကြိုက်ဆုံး site ကတော့ကျွန်တော်၄ဒီနှစ်ဆိုရင်၄နောက်ပိုင်းနဲ့၃ရက်ပြည့်လေးရှိတယ်လीနော်။ဒါ၄နောက်ပိုင်းနဲ့၃ရက်ပြည့်မလာသေးဘူး။ကျွန်တော်ငါးကတ်လိုင်းရတယ်။အဲ့တော့ဒီမှာ၄၃၄အကောင်းဆုံး site ကတော့ကျွန်တော်နောက်မှတင်ပေးမယ်။ကျွန်တော်အကြိုက်ဆုံးပေါ့နော်။ကျွန်တော်အကြိုက်ဆုံး site ကတော့နောက်မှတင်ပေးမယ်။ ဒါလေးဘူးလေးခွာပေါ့ကြက်ရင်တော့ပပလေးတွေထိုးထားပေါ့ဗျာနင်းရင်တော့ကျွန်တော်ကောင်းလို့ရရသေးပြီမယ်ဒါကကျွန်တော်တို့930အာအောင်းသွားတဲ့လိုက်ဆက်စက်လိုက်တာပေါ့နော်အဲအစောပိုင်းမလို့ဒါကလေးလေးဘူးလေးခွာနဲ့ဆယ်ခွန်းလိုင်းပေါ့နော်လေးဘူးလေးခွာနဲ့ဆယ်ခွန်းလိုင်းအဲဒီဒီကနန်းလေးတော့နည်းနည်းမစိုးတလောက်ရှိတယ်ဘာလို့ဆိုလေးကျွန်တော်တို့လေးနောက်ပိုင်းနဲ့ ုံညာပရိရှိတယ်။အဲ့တော့ဒီဟာထိုးမယ်ဆိုရင်လည်းကျွန်တော်တို့ကတည်းက2 4 4ရယ်6 4 4ရယ်နှစ်ကွက်တင်ထိုးအောင်။အဲအဲ့ဒါမျိုးရှိရယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီရှေးပေါင်းနှစ်လို့ကြားတဲ့24ချိန်မှာရှေးပေါင်းနှစ်လို့ဖြစ်တာက3ချိန်ကပဲရှိတယ်ဆိုတော့သူ့ရဲ့အဲ့လိုဖြစ်တာနဲ့သူ့ရဲ့နောက်နှစ်ထဲမှာ3ချိန်မှာ3ချိန်6ချိန်9ချိန်မှာသူကကို3နှစ်မရှေးပေါင်းနှစ်လို့ဖြစ်တာနဲ့ကို6ချိန်မှာကို3ပြီရှေးပေါင်းနှစ်လို့ဖြစ်တာနဲ့နောက်နှစ်ထဲမှာကို9ချိန်မှာကို3ရယ်ဆိုပြီးသူကစီမံပြေလွှားနဲ့ပြေးသွားတာ။ ပြေးတော့တာပြေးတော့တာဖြစ်တဲ့ကြောင့်သူ့အောက်မှာလိုက်တာကအပူခွာသူ့အောက်မှာလိုက်တာအပူခွာသူ့အောက်မှာလိုက်တာအပူခွာအဲ့ဒီအပူခွာကဘယ်ရလာလဲဆိုလောလောဆယ်ယာယီတွေးရတာကတော့နောက်ပေါင်းခွန်ကြောင့်ခွန်ပေါင်းပါနှစ်ပူးနှစ်ခွာဒီမှာနောက်ပေါင်း၃ကြောင့်အဲ့ဒီနှစ်နေရာပဲနောက်ပေါင်း၃ကြောင့်၃ပေါင်းပါရှစ်ပူးရှစ်ခွာအဲ့တော့ဒီမှာနောက်ပေါင်း၉ကြီးဖြစ်နေတဲ့ကြောင့်၉ပေါင်းပါ၄ပူး၄ခွာများဒီနေရာမှာလာမလားပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီကနန်းလေးထိုးခြင်းထိုးလို့ရပါတယ်နော် ကျွန်တော်စေချိန်မှာစောင့်မင်းလည်းရှိတာပေါ့နော်ကဲဒီဟာပါနော်ကဲကျွန်တော်အောက်ကဟာတော့ကျွန်တော်ဖုန်းနံပါတ်နဲ့ Viber ဖုန်းနံပါတ်ပါနော် Viber တီးတန်းပေါ့ကဲမန်ပါဝင်ရင်တဲ့လူလေခြေတစ်ပတ်စာ1000ခြေသုံးပတ်စာ2000ခွဲပေါ့နော်ထိုင်းရနေဆိုရင်ခြေတစ်ပတ်စာ800ခြေသုံးပတ်စာ800ပေါ့တစ်နှစ်စာလုံးဆိုရင်မြန်မာပြည်အရဆိုရင်အခုလက်နှစ်ကုန်ထီကိုတသိန်းကျပ်ပါနော်ထိုင်းရဆိုရင်ဘတ်တစ်ထောင်ပါနော်ဒါက12ကြိမ်ကျော်မှပဲကျွန်တော်ပြောင်းမှာပါ အားလုံးမင်္ဂလာပါနော်ဒီလောက်ပါပဲဒီနေ့ဆိုရင်ကျွန်တော် public မှာရှစ်ကိုလေးတွေလည်းပုံမွေးဆိုင်ကြီးအောင်ခဲ့တာလေးပေါ့နော်ဒီမှာဆိုရင်လည်းရှေးပေါင်းလေးနဲ့ပရိတ်တပေါ့အခု930အာပေါ့နော်အဲ့လိုမျိုးကနန်းကြရင်အာထိုးတာအကောင်းဆုံးပါကနန်းတစ်ခွက်ကအာထိုးရင်ကျွန်တော်ကတော့မထိုးရင်မထိုးထိုးရင်တော့အာထိုးတာအများဆုံးကတော့အာထိုးရတယ်ပေါ့နော်အားလုံးမင်္ဂလာပါဒီလောက်ပါပဲဗျာ